မင်္ဂလာပါခင်ဗျာရှကွန်ခစ်တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြံဖတ်မင်းအွန်လိုင်းကဘယ်လာရုစ်နိုင်ငံမှာလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာစီးပွားရေးပိတ်ဆို့ခံရရင်အတိုက်ခိုက်ခံရတဲ့ကွန်ပျူတာ software တွေကအင်အားစုစည်းမှုပုံမရရှိစေတဲ့အတွက်ပြိုင်ဆိုင်မှုပြင်းထန်လာမယ်ဆိုပြီး session နဲ့ software ဆိုတဲ့အင်္ဂလိပ်စကားကိုသိချာနားမလဲပဲအတိတ်ပဲဆက်ဆက်မှုမရှိတာတွေကိုထင်ရမြင်ရပြီးပြောသွားပြန်လို့ဆိုပါလိမ့် ရန်ကုန်မြို့မှာ hip hop 25နှစ်ပြည့်ဘွဲ့အပါဝင်ဂီတဖျော်ပြီးဘွဲ့တွေကိုအချမ်းဖက်စကောင်စီရဲ့တွဲပတ်အတွင်ရေးမှုစာရဖအရာရှိချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့သားထက်ရဲနောင်ဆိုသူဦးဆောင်ကျင်းပနေတာဖြစ်တဲ့အတွက်ဒေါ်လရင်အင်အားစုတွေဘက်ကတတိပေးမှုတွေရှိလာတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချမ်းဖက်မင်းအွန်လိုင်းကဘယ်လာရုစ်နိုင်ငံမှာလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ စီးပွားရေးပိတ်ဆို့ခံရရင်အတိုက်ခိုက်ခံရတဲ့ကွန်ပျူတာဆော့ဝဲတွေကအင်အားစုစည်းမှုပုံမရရှိစေတဲ့အတွက်ပြိုင်ဆိုင်မှုပြင်းထန်လာမယ်ဆိုပြီးဆက်ရှင်နဲ့ဆော့ဝဲဆိုတဲ့အင်္ဂလိပ်စကားကိုတေချာနားမလဲပဲအတိတ်ပဲဆက်ဆက်မှုမရှိတာတွေကိုထင်ရမြင်ရတွေပြောသွားပြန်တယ်လို့ IPCM အတွင်းရေးမှူးဦးတိုးစော်လက်ကတုံ့ပြန်ပြောဆိုထားပါတယ်။ဒါကတော့မတ်လ9ရက်နေ့ကပဲဘယ်လာရုစ်နိုင်ငံမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာအကြမ်းဖက်မင်းအွန်လိုင်းကစီးပွားရေးပိတ်ဆို့ခံရရင် အတိုက်ခတ်ခံရတဲ့ software တွေကအင်အားစုစည်းမှုပုံမှုရရှိစေတဲ့အတွက် ပြိုင်ဆိုင်မှုပုံမှုပြင်းထန်လာလိမ့်မယ်ဆိုပြီး session ဆိုတဲ့အင်္ဂလိပ်စကားလုံးနဲ့ software ဆိုတဲ့အင်္ဂလိပ်စကားလုံးကိုတေချာနားမလည်ပဲဘာမှမဆိုင်တဲ့စကားလုံးနှစ်ခုကိုချိတ်ဆက်ပြီးသူ့စိတ်ထဲထင်ရမြင်ရတွေပြောတော့ပြန်နေဆိုပါလေအဲ့ဒီလိုမင်း online ချိတ်ဆက်ပြောထားတဲ့အင်္ဂလိပ်စကားလုံးအသုံးလုံးနှစ်ခုနဲ့အကြောင်းအရာတွေဟာဘာအတိတ်ပဲမှ follow မရသလိုစကားနှစ်ခုကလည်းဘာမှမဆက်ဆက်ဘူးလို့ IPCN အတွင်းရေးမှူးဦးတိုးစောလက်ကပြောထားပါလေအဲ့ဒီလို အကြံဖတ်မင်းအောင်လိုင်းရဲ့ပြောဆိုမှုကိုပြည်တွင်းကဒီကနေ့ထုတ်စစ်ကောင်စီလက်အောက်ခံသတင်းစာပြီးမှလည်းအဲ့ဒီအတိုင်းဖော်ပြထားပြီးမင်းအောင်လိုင်းရဲ့ပုံစံကအင်္ဂလိပ်လိုတေချာနားမလဲပဲမြန်မာစကားနဲ့ညှက်ပြီးခက်တီတီနဲ့ပြောသွားရင်းနဲ့ဆက်ရှင်နဲ့ဆော့ဝဲကိုဘလိုတွေနားလည်ပြီးပြောသွားလဲတော့မသိပေမဲ့သူပြောတဲ့စကားလုံးနှစ်ခုနဲ့အကြောင်းအရာဟာဘလို့မှအတိတ်ပဲဖော်လို့မရဘူးလို့ဝါရင်သတင်းစာဆရာတဦးကလည်းတုံးသက်ပြောဆိုထားပါသေးတယ်။ဒါအပြင်အကြံဖတ်စစ်ကောင်ဆောင်မင်းအောင်လိုင်းဟာမတ်လ၄ရက်နေ့ကရုရှားစစ်ကောင်ဆောင်ပူတင်နဲ့တွေ့တဲ့အချိန်မှာလည်း တမိုင်းအထောက်ထားနဲ့မှတ်တမ်းမှတ်ရအထောက်ထားမရှိပဲပူတင်ကိုဖျားဗျာဒိတ်ဒေါ်လာကြွမ်းမင်းဖြစ်တယ်ဆိုပြီးတော့ပါအလွန်ကျူးမြောက်ပင့်ပြောဆိုပြီးသူတို့ပြောသလိုဗျာဒိတ်ပါတဲ့စာအုပ်ကိုပါပူတင်ကိုပေးခဲ့ပါတည်တယ်ခင်ဗျတဖက်မှာတော့ရန်ကုန်မြို့မှာ hip hop 25နှစ်ပြည့်ပွဲအပါအဝင်ဂီတဖျော်ပြီးပွဲတွေကိုအချမ်းဖက်စကောက်စီရဲ့တွဲပတ်အတွင်ရေမှုစားဖအရာရှိချုပ်ဗိုလ်ချုပ်ကြီးရေဝင်းဦးရဲ့တာထက်ရဲနောင်ဆိုသူဥဆောင်ကျင်းပနေတာဖြစ်တဲ့အတွက် တော်လည်းအင်အားစုတွေဘက်ကတတိပေးမှုတွေရှိလာတယ်လို့သိရပါတယ်။ဒါကတော့ရန်ကုန်မြို့ကရွှေတန်လွင်ကမ်ပဏီပိုင်ရွှေထွတ်တင်ဝင်းမှာမရှလာတရနေ့နဲ့နှစ်ရက်နေ့အတွင်းပြုလုပ်ခဲ့တဲ့ Hip Hop 25နှစ်ပြည့်ပွဲအပါအဝင်ဂီတဖျော်ဖြေပွဲတွေကိုဥဆောင်ကျင်းပခဲ့တဲ့သူဟာအချက်ဖက်စကောင်စီရဲ့တွဲဖက်အတွင်းရေးမှူးစာပအရာရှိချုပ်ဘိုးချုပ်ကြီးရဲဝန်ဦးရဲ့သားထက်ရဲနောင်ဆိုသူဖြစ်တယ်လို့သိရပါတယ်။တစ်ဖက်မှာတော့အဲ့ဒီပွဲကိုဥဆောင်တဲ့ဗိုလ်ချုပ်သားထက်ရဲနောင်ဆိုသူရဲ့ဖခင်စာဖအရာရှိချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးဆိုတဲ့သူဟာ ပြည်သူလူထုနဲ့တော်လှန်ရေးသမားတွေကိုဖမ်းဆီးပြီးစစ်ကြောရေးစခန်းတွေမှာနှိပ်စက်တပ်ဖြတ်တာတွေတော်လှန်ရေးကွန်ရက်တွေကိုထိုးပေါက်ဝင်ရောက်တာတွေနဲ့ပြည်သူတွေကိုနှီးမျိုးစုံဖိနှိပ်တာတွေကိုဥစည်းလောက်ကင်နေတဲ့သူတွေဖြစ်တဲ့အပြင်လက်ရှိစစ်အာဏာသိမ်းမှုဖြစ်စဉ်မှာအကြမ်းဖက်မင်းအွန်လိုင်းနဲ့အတူထဲထဲဝင်ဝင်ပူပေါင်းပါဝင်ကြိုးကင်နေကြတဲ့စစ်ဘုတ်ချုပ်တွေတဲကတအုပ်ဖြစ်တယ်လို့လည်းသိရပါတယ်လက်ရှိမှာတော့အကြမ်းဖက်စစ်ကောင်စီကသူတို့အာဏာစပီးတီမြဲဖို့အရေးနဲ့မြန်မာပြည်သူတွေကိုဆက်လက်ဖိနှိပ်အကြမ်းဖက်အုပ်ချုပ်နိုင်မှုအတွက်ဝါဒမှိုက်တိုက်တဲ့နေရာမှာ အမှုပညာရှင်တွေကိုခက်ဆက်ဆက်အတုံးချလာခဲ့သူတွေဖြစ်ပြီးအခုခါမှာလေနိုင်ငံတော်အကြီးအကျယ်ဆစ်ရှုံးပြီးနယ်မြေတွေလက်လွတ်ဆုံးရှုံးနေရတဲ့စစ်ကောင်စီဟာသူတို့ရှုံးနိမ့်မှုတွေကိုဖုံးဖိခြင်းနဲ့အတွက်ပြည်သူတွေကိုပျော်ပွဲရှင်ဝက်တွေနဲ့ဝါတာမိုင်းတိုက်တာတွေဒီဇိုင်းမမတ်လှုပ်ဆောင်လာရမှာလက်ရှိစစ်ကောင်စီကထိန်းချုပ်လို့ရနေသေးတဲ့ရန်ကုန်မြို့မှာတင်အကျံဖတ်စားပါရရှိချုပ်ဘိုလ်ချုပ်ကြီးရဲဝန်ဦးစိုးသူရဲ့တားဖြစ်သူထရဲနောင်စိုးသူကပါဂီတဖျော်ဖြေပွဲတွေကိုဝါရာမိုင်းတိုက်ဖို့လှုပ်လာမှုအပေါ် တော်လိုင်းအင်အားစုတွေဘက်ကလည်းတတိပေးမှုတွေရှိလာတယ်လို့သိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့အချမ်းဖတ်စစ်ကောင်စီတပ်ကဘကိုးတိုင်းမန္တလေးတိုင်းနဲ့မွန်ပြည်နယ်ဘက်တွေမှာအသက်20အရွယ်လူငယ်တွေကိုနေအိမ်တွေဒဲ့တီဝင်းရောက်ပေါ်တာဆွဲဖမ်းဆီးဓာတ်တွေလှုပ်လာနေကြပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့မတ်လ6ရက်နေ့ည7:00နာရီလောက်မှာပဲ ပတောင်းမြို့အုတ်ရှိပင်ရေနာပုံရက်ကွက်စိန်ပန်းမြိုင်ကိုလမ်းမှာနေတဲ့အသက်16နှစ်အရွယ်မောင်ဟိန်းထက်နိုင်ဆိုတဲ့သူကိုအချမ်းဖက်စစ်ကောင်စီတပ်သားတွေကနေအိမ်ထဲအထိဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးသွားပြီးတဲ့နောက်ပတောင်းစစ်တပ်စူဆောင်းရေးကိုတခါတည်းပို့လိုက်ကြတယ်ဆိုပါလေအခုအချိန်ထိလဲမိသားစုနဲ့ပါတွေ့ခွင့်မပေးတဲ့အတွက်ပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်မောင်ဟိန်းထက်နိုင်ရဲ့မိဘတွေလည်းအင်မတန်စိုးရိမ်နေကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလေအလားတူမတ်လ9ရက်နေ့ဖြစ်တဲ့မနေ့ကလည်း မွန်ပြည်နယ်ပေါင်မြို့နယ်ကြောက်စွိကျေးရွာမှာနေတဲ့အသက်20အရွယ်မောင်ရာဇာနဲ့မောင်ကလာလေးဆိုတဲ့သူတို့ကိုအုတ်ချုပ်ရင်းမှုအောင်မြင့်ဥဆောင်ပြီးအကြံဖက်စကောင်စီတပ်သားတွေကနေနေအိမ်တွေဒဲအထိစစ်မှုထမ်းမှုဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးတွားကြပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်တစ်ဖက်ကဘကိုးတိုက်မှာလည်း မိုးညိုမြို့နယ်ကရင်ချောင်းကျေးရွာမှာနေတဲ့မောင်ရှိုင်းထက်အောင်နဲ့အုပ်ဘုံမြို့နယ်ပြည်တော်သားရက်ကွက်နေမောင်တရုတ်လေးဆိုသူလူငယ်တွေကိုပါအချမ်းဖတ်စစ်ကောင်စီတပ်ဖွဲ့ဝင်နေတဲ့ရက်ကျဲအုပ်ချုပ်ရေးအဖွဲ့တွေကစစ်မှုထမ်းရမယ်ပြောပြီးနေအိမ်တွေထက်ထီဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးတွားကြပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာတဖက်မှာတော့ထမ်းနိုင်ငံမှာဖမ်းဆီးခံရပြီးအချမ်းဖတ်စစ်ကောင်စီလက်ထက်ပြန်လွှဲခံရတဲ့အချိန် စစ်သားတဲ့အဖြစ်စုဆောင်ခံရတဲ့လူငယ်16ဦးဟာထွက်ပြေးလာကြပြီးတဲ့နောက်အဲဒီတဲက၄ဦးကိုတော့စစ်ကောင်စီတပ်ကပြန်လည်ဖမ်းမိသွားသလိုကျန်တဲ့လူငယ်12ဦးကလွတ်မြောက်လာကြပြီး2ဦးကဘိတ်ကပါစီခိုလုံဝင်ရောက်လာကြတယ်လို့ဘိတ်ပကဖရဲ့တာဝန်ခံလာရောင်ကရန်ကုန်ခေတ္တကိုပြောထားပါတယ်ဖြစ်စဉ်ကတော့ထိုင်းနိုင်ငံမှာဖမ်းဆီးခံရပြီးအကြံဖက်စစ်ကောင်စီလက်ထက်ပြန်လွှဲခံရတဲ့အချိန်စစ်မှုထမ်းတပ်သားတဲ့အဖြစ်စုဆောင်ခံရတဲ့လူငယ်16ဦးဟာမတ်လ6ရက်နေ့ကပဲစစ်ကောင်စီလက်အောက်ကနေမယမကထွက်ပြေးလာကြတယ်ဆိုပါတယ် အဲ့ဒီလိုထွက်ပြေးလာတဲ့လူငယ်16ဦးထဲမှာ12ဦးကလွတ်မြောက်လာပြီး4ဦးကတော့စစ်ကောင်စီကပြန်ဖမ်းမိသွားသလိုလွတ်မြောက်လာတဲ့12ဦးတဲက2ဦးကတော့ဘိတ်ပကဖစီခိုးလုံးဝင်ရောက်လာကြပြီးတော့နောက်ထပ်လူငယ်10ဦးကလည်းလုံခြုံတဲ့နေရာရောက်သွားပြီဖြစ်တဲ့အကြောင်းကိုပါသိထားရတယ်လို့ဘိတ်ပကဖရဲ့တာဝန်ခံလက်ရောင်ကပြောထားပါတယ် လက်ရှိမှာတော့အချက်ဖက်စစ်ကောင်စီတပ်ကသူတို့ရဲ့စစ်မှုထမ်းအပစင်တွေအတွက်လူငယ်တွေကိုနေရဒေသအတိအသီးမှာပေါ်တာဆွဲဖမ်းဆီးဓာတွေတောက်လျှောက်လုပ်နေပြီးစစ်သားတွေစူဆောင်းနေသလိုအခုလိုထိုင်းဘက်ကနေပြန်ပို့ခံရတဲ့လူငယ်တွေကိုလည်းစစ်သားတွေအဖြစ်စူဆောင်းဓာတွေလုပ်နေပြီးတစ်ဖက်မှာတော့အဲ့လိုစစ်သားတွေစူဆောင်းခံရတဲ့လူငယ်တွေဟာအခွင့်အရေးရတာနဲ့တော်လှန်ရေးတပ်တွေစီကိုမရမကထွက်ပြေးလာကြဓာတွေဟာဒုနဲ့ဒေးကိုရှိနေတယ်လို့လည်းသိရပါတယ်ခင်ဗျ တဖက်မှာတော့အချက်ဖက်စစ်ကောင်စီတပ်ဟာမန္တလေးတိုင်းပသိမ်ကြီးမြို့နယ်ကစန္ဒီကန်ကျေးရွာလမ်းမကြီးဘေးမှာရှိတဲ့အိမ်ကြီးအိမ်ကောင်းတွေအပါအဝင်နေအိမ်အလုံး80ကျော်ကိုလမ်းပိုင်မြေလို့ပြောပြီးမြေကော်ဆက်တွေဘူဒိုဇာတွေနဲ့အင်အားသုံးဖြက်စီးတွားကြပြန်တယ်လို့ MDY Revolution ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တိကိုပြောပါတယ်ဖြစ်စဉ်ကတော့မတ်လ၄ရက်နေ့ကနေမတ်လ၆ရက်နေ့အထိအချက်ဖက်စစ်ကောင်စီတပ်သားတွေဟာအင်အား90လောက်နဲ့လာပြီး မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်ကြာနီကန်ရွာလမ်းမကြီးဘေးကအိမ်ကြီးအိမ်ကောင်းတွေအပါဝင်နေအိမ်အလုံး80ကျော်ကိုလမ်းပိုင်မြေလို့ပျော်ပြီးကြိုတင်အသိပေးတာမျိုးမရှိပဲ၃ရက်ဇက်တိုက်မြေကောဇက်တွေဘူဒိုဇာတွေနဲ့လာရောက်ဖျက်ဆီးသွားကြတယ်ဆိုပါလေအဲ့ဒီလိုအကြံဖက်စစ်ကောင်စီတက်ကအိမ်ကြီးအိမ်ကောင်းတွေပါမချမ်းသူတို့စိတ်ထင်တိုင်းဖျက်ဆီးနေတဲ့အချိန်ပြည်သူတွေကလည်းဘာပစ္စည်းမှတဲခွင့်မပေးသလိုဓက်ပုံရိုက်တဲ့ပြည်သူတချို့ကဖမ်းဆီးပြီးအနီးပတ်ဝန်းကျင်ကပြည်သူတွေကိုလည်းဓက်ပုံရိုက်တာမျိုးလှုပ်ရင် ြစ်သက်ပြစ်မယ်ဆိုပြီးတော့ပါလက်နက်ကင်ပြူစောတိတွေကချိန်ချောက်ခဲ့တယ်လို့လည်း MDY Revolution ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်လက်ရှိမှာချမ်ဖက်စစ်ကောင်စီတပ်ဟာအဲ့ဒီလိုပြည်သူပိုင်းမြေနေရာတွေကိုတပ်ပိုင်းမြေတို့ကျူးကျော်မြေတို့ဆိုပြီးတော့အကြောင်းပြပြီးဖျက်ဆီးနေရမှာသူတို့စစ်တပ်မြို့လိုဖြစ်နေတဲ့ပြည်ဦးလွင်ကမြေနေရာတွေမှာမချန်ဖျက်ဆီးတာတွေအပိုင်သိမ့်ပြတာတွေလုပ်နေပြီးအခုတစ်ခါမှလည်းလမ်းပိုင်းမြေလို့ပြောလာပြန်ပြီးပသိမ်ကြီးမြို့နယ်ကြာနီကန်းရွာလမ်းမကြီးဘေးက အိမ်ကြီးအိမ်ကောင်းတွေပါမချမ်းပြည်သူပိုင်းနေအိမ်တွေကိုဖျက်ဆီးသွားကြပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ